video အဆုံးထိကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ကျမက motivation video တွေ YouTube မှာဆိုလည်းအများကြီးပဲ like ကြည့်ရယ် Facebook လည်း like ကြည့်ရယ်ပြီးရင် status တွေ like ဖတ်တယ်အဲ့လိုဖတ်ပြီးရင်ခဏတစ်ပြုတ် motivation ရပြီးအလုပ်တွေလုပ်တယ်ဒါပေမဲ့ကြားတော့လည်းရင်တိုင်းပဲပြန်ဖြုတ်ရတယ်ကိုယ့်ရဲ့အိမ်မက်ပန်းနိုင်လည်းမေ့သွားတယ်အဲ့လိုမျိုးသူတွေအတွက်တကယ်တိုးတက်ပြောင်းလဲလာ စီမနီလန်နေကိုလည်းပြောပြပေးမယ်။ဒါတွေက Olive ရဲ့တကယ် life experience ကို share လုပ်ပြီးမှာဖြစ်နိုင်မယ်ဆိုရင်လည်းအသက်30မှာမသိကြအောင်ဒီချက်တွေကိုအသက်25 24 23အိရွယ်တွေ Olive သိကျင်တယ်။ Olive ဒီထဲမှာပြောထားတဲ့အလေးချက်တွေကလည်း so easy ဒီ comment လေးကိုမြင်တော့လေ Olive ရဲ့ငငယ်ရောပုံစံ ကိုသွားပြီးတော့တရိယာမိရယ်လေးအရင်ပုံစံဘယ်လိုလဲဆိုတော့ဖြစ်လိုက်ပြက်လိုက် motivation တွေတအားတက်နေတဲ့အချိန်ဆိုရင်စူးစမ်းဖို့အတွက်ခွန်အားတွေအပြည့်ပဲဘသူနဲ့မှလည်း line မပြိုင်ငါရမ်းတော်တယ်ငါအကုန်လုံးလုံးနိုင်တယ်အဲတချို့ရက်တွေကြတော့အရင်လိုပဲအချိန်ဆိုးရတဲ့ပုံစံပြန်ဖြစ်သွားရောပြင်းနေဘာမှလည်းမလုပ်ချင်ဘူးအဲ့ရတဲ့မှာပဲလဲပြီးပုံသုံးနေတယ်အဲ့လေအခု ုံစံအကြောင်းအဲ့လိုမဟုတ်တော့ဘူးတခုရှိတာကရက်တတပတ်တစ်နှစ်လုံးမှာနေတိုင်း motivation ရနေရတာမဟုတ်ဘူးနေတိုင်းတက်ကြွရနေရပျော်ရွှင်နေရတာမဟုတ်ဘူးအဲ့လိမှလည်းအစိမ်းမပြေရဲ့ရက်တွေရှိသေးတယ်လူတိုင်းလုံနိုင်ပါတယ်နံပါတ်1ကအဲ့လိနေရဒေတာပြောင်းလိုက်တာအကြောင်းပြောင်းလဲလာတာလို့စိတ်ထဲထင်မိတယ်အရင်ကကြတော့အော်လီရဲ့ဘဝအိမ်မှာနေတယ်တတ်တောင်တတ်တာပဲကိုယ့်ရဲ့မိဘအိမ်မှာ ဘာမှစိတ်ပူစရာမလိုအချိန်တိုင်းထမင်းစားမယ်နားဟမယ်အဲ့လောက်ပဲရှိရဲဒါပေမဲ့အခု online time ကိုခဏတစ်ပြုတ်လာပြီးတော့နေကြီးတဲ့နောက်မှာအခက်ခဲအကျက်တဲတွေစိတ်ပူစီမှုတွေအရင်ထက်ပိုများလာတယ် online မှာမိတ်ဆွေနှစ်ယောက်ရှိတယ်သူတို့ဆိုရင်အခြေအနေအများကြီးစင်ပြေတဲ့အထင်မပါဘူးသူတို့အတွက်တုံးအားပါလဲဆိုတော့ငါမလုံးရင်မရတော့ဘူးအဲ့လိုမျိုးအခြေအနေရောက်တဲ့အခါကျတော့သူတို့အနေနဲ့ငါကြိုးကိုကြိုးစားမှရတော့မယ်ဆိုတဲ့စိတ်ဖြစ်သွားတယ်ပေါ့နော် ဆိုတော့အခုကြည့်နေတဲ့သူကခဏနေအစဉ်ပြေးလိုက်ခဏနေပြန်ပြီးပြင်းဝလိုက်ဆိုတာအော်လေမန်းကြည့်ရမယ်ဆိုရင်တက်တောင့်တတဖြစ်နေရဘဝတစ်ခုကိုရနေတော့မို့လို့ဒီလိုချိန်နေဖြစ်နေတာအဲ့ဒါကြောင့်နေရဒေတာပြောင်းကြည့်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုပေါ့ကိုတက်တောင့်တတာမဖြစ်အောင်တခုခုစမ်းလုပ်ကြည့်ရဖြစ်ဖြစ်ဒီနေ့ကစပြီးတော့လုပ်ကြည့်ပါလို့အလေအကြံပေးခြင်းနဲ့နံပါတ်နဲ့အလေအရင်ထက်ကိုစိတ်ကိုအလိုမလိုက်တော့တာပါ အရင်ကဆိုရင်အလဲကိုပေါကုံညတယ်အခုကြတော့အလဲစပင်းထောင်တဲ့အထိအလုံးလုံးတဲ့ရက်တွေလည်းရှိတယ်သူကြကြအလဲဒီ coach လုတ်ပြီးရဲ့နောက်မှာမပိုးရရင်းကျက်လာတယ်လို့ခန်းစားရတယ်အလဲတိတဲ့အောင်မြင်တဲ့သူတွေဒါမှမဟုတ်နေရာတစ်ခုရောက်နေတဲ့သူတွေသူတို့ကြီးလိုက်ရင်နောက်ွယ်မှာတကယ်ကိုအလုတ်တွေလုတ်ပြီးတော့ကြိုးစားတဲ့သူတွေပဲမနှစောစီးထားတဲ့သူတွေရှိတယ်ညပတ်လုံးဝနောက်ကျမှအိတ်တဲ့သူတွေရှိတယ်ဒါပေမဲ့သူတို့မကြိုးစားဘဲနဲ့တော့သူတို့နေရာတစ်ခုမရောက်ဘူးညာနေတဲ့သူတွေပါရင်ညီမလေး reach ရစီရနေတီးခဲ့啊 live order လို့ဒါစိတ်တက်တက်မှတ်လိုက် ငါဒီလုတ်ကိုလုတ်လိုက်လို့မသေးွားနိုင်အောင်ဟုတ်တယ်ဟုတ်အလုတ်ကြိုးစားလို့သေးွားရေဆိုမှရှိဘူးအဲ့လိုမျိုးလေးအတွေးလေးထည့်ပြီးတော့ကိုကိုသိမညာပဲနဲ့ပို့ပြီးတော့ကြိုးစားပို့ပြီးအာယုံဆိုင်ပါနောက်နံပါတ်3ကတော့ချက်ချင်းစလုတ်တာပါအရင်ကကြတော့အလက်က overthinking အရင်ဖြစ်တဲ့အခါကျတော့အလုတ်တစ်ခုစမယ်ဆိုရင် ဒါလို့ရင်ဒီကအခက်ခဲဖြစ်မယ်ဒါလို့ရင်အဆင်ပြေမှာမဟုတ်ဘူးလူတွေကငါ့ကိုပြောမယ်အဲ့လိုမျိုးအရန်တွေးပြီးတော့အချင်းယူတယ်စဉ်းစားလိုက်ပါဦးမယ်ခဏလေးအဲ့လိုမျိုးသွားတယ်ဒါပေမဲ့ဒီထိုင်းဟိုရောက်ပြီးမှလည်းလူငယ်မောင်လေးတယောက်နဲ့ဆုံဖြစ်တယ်သူကကြတော့သူ့ရဲ့ကောင်းထဲမှာ business idea တစ်ခုရှိပြီးစတဲ့ချက်ချင်းစတာအရင်ကဆိုတကူစလုပ်ခံနေဆိုရင်ဟောငါဒါတွေလုံးဝအောင်မစိတ်ညစ်လိုက်တာအလုပ်တွေအများကြီးပဲအဲ့လိုသွားတယ်ဒါပေမဲ့အလာတွေကိုမတွေးဘဲနဲ့အလုပ်ချက်ချင်းစလိုက်တယ်ဆိုရင်အော်လေတို့တွေးဖို့တောင်အချိန်မရှိတော့ဘူးဒါကြောင့်ကြည့်ရတဲ့အနေနဲ့လဲဘယ်ဟာပဲဖြစ်ဖြစ် ကို့အတွေးထဲမှာပေါ်လာပြီးကို့လုတ်ကိုလောရတော့မယ် test တိဆိုရင်ချက်ချင်းသာစားလို့အမလေးကတော့ပြင်းတဲ့သူရဲ့အတွက်စင်ပြေးလိမ့်မယ်အဲ့ဒါကရှေ့လောက်ရမယ် step တွေပဲအယုံဆိုင်အားလို့ဆိုရင်ကိုပြောဖို့က၈ချက်လောက်ရှိတဲ့ video ရဲ့မှာဒါမဲ့တက်ပြီးရင်နှစ်ကိုပဲအယုံဆိုင်တယ်အဲ့လိုပဲကြီးတဲ့သူဆိုလဲမနဲ့အဲ့ဟာမထချင်ဘူး အထချုံဆိုရင်ငါလဲနေတဲ့နေရာကနေခေါင်းလေးထောင်းလိုက်ရုံပဲလို့စိတ်ထဲမှတ်လိုက်။အဲ့လိုကအခုနောက်ပိုင်းအဲ့လိုမျိုးလေးကိုပဲခေါင်းထဲထည့်တဲ့အခါကျတော့ကိုယ့်ရဲ့ brain ကိုမပြင်းတော့အောင် wire တခါတည်းလုပ်ပြီးသားဖြစ်သွားတယ်။ကျက်နိုင် deadline လေးထား။ဘယ်နေ့မှတော့အာဒီအလုပ်ကိုပြီးရမယ်။ဘယ်နေ့မှတော့ငါကိုယ်လေးချိန်ကြရမယ်။အဲ့လိုမျိုးလေး deadline နေထားမယ်ဆိုရင်အဲ့လိုတွေ့ရဲ့ပန်းနိုင်တွေကိုအမြန်သွားဖို့ကိုယ့်ဘာကိုတတိပေးရလဲရောက်တယ်။ bonus mindset တခုကကြတော့ကြောက်ရင်လည်းဆက်လုပ်တာပါ။အော်လစ်ဆိုလည်းငါကင်မရာရှိမပြောနိုင်ဘယ်လိုလုပ်မလဲဆိုရဲကြောက်စိတ်ရှိတယ်။ဒါမဲ့လည်းအော်လစ်ဆက်လုပ်တယ်။အဲ့လိုပဲကြီးရသူမှလည်းကြောက်တဲ့အရာရှိမယ်။အဲ့ဒါရှိရင်လည်းအာငါကြောက်တယ်။ဟုတ်တယ်မှန်တယ်။ဒါပဲငါလက်ခံတယ်။ငါဆက်လုပ်မယ်။အဲ့လိုလေးတွေသွားပါ။နံပါတ်6ကကြတော့အော်လစ်ဟိုးရင်နဲ့ရတယ်ရှိခဲ့တဲ့အချင်းဒီချိန်ထိလည်းရှိနေတဲ့အချင်းပေါ့။အဲ့ဒါက apply လုပ်တာပါတခုဆိုအလက်ကသင်ယူပြီးရင် apply လုပ်ပါတယ်ကြီးတဲ့သူတွေကငါ YouTube video ကြီးရယ် inspiration ရမဲ့ နီးလန်းနေကိုနားထောင်နေဒါပေမဲ့ဘာမှဖြစ်လာအောင်ဘာလို့မဖြစ်လာလဲဆိုတော့ apply မလုပ်လို့ပါအဲ့လိုစောက်အုပ်ဖတ်တယ်ဆိုရင်တော့ဒီတိုင်းဖောက်လိုက်ရင်စောက်တုပ်ပြီးွားမှန်းတယ်ဒါပေမဲ့အဲ့စောက်တွေကအချက်တွေကိုလက်တွေ့အသုံးချတဲ့အချိန်ကြမှာတကယ်အကျိုးရှိရအဲ့လိုပဲအလေးရဲ့ဗီဒီယိုပဲကြည့်ကြည့်ဘသူရဲ့ဗီဒီယိုပဲကြည့်ကြည့်ကိုတင်ယူခဲ့တဲ့အရာကို apply လုပ်ဖို့လိုတယ်အဲ့ဒါကြောင့်အလေးခုနရှေ့မှာပြောထားတဲ့အလေးအကျင့်လေးကိုဒီနေ့ကစပြီးတော့လက်တွေ့အသုံးချကြည့်ပါနောက်တစ်ချက်ကကြတော့အလေးကိုကိုကိုအားပေးတဲ့အကျင့်ကိုထားတာပါ အရင်ကလည်းအောင်ပြောဘူးလို့လည်းအဲ့ဒါကကိုယ့်ရဲ့ best friend ပဲဖြစ်ဖြစ်ကိုအရန်ခင်တဲ့တငယ်ချင်းတယောက်ဆိုရင်အားပေးစကားပြောတတ်တယ်သူတခု fail ဖြစ်တယ်ဆိုရင်ဒါပေမဲ့ကိုပေါ့ကိုကြတော့အားပေးဖို့မိနေတတ်တယ်ရှေ့လျှောက်အနာဂတ်မှာကိုအဆင်မပြေရရှိရဆိုလဲကိုပေါ့ကိုအားပေးအဲ့လေအချိန်တိုင်းမှာ very happy ဖြစ်နေရတော့မဟုတ်ဘူးအချိန်အများစုမှာအဆင်မပြေတာရှိမှဆိုရင်အတားအောင်ဖြတ်ကျော်နိုင်လဲဆိုရင်စိတ်နဲ့သွားတယ်။ဒါနဲ့ဆက်ဆက်ပြီးနောက်တစ်ချက်ပြောရမယ်ဆိုရင်ကိုကိုပြန်ပြီးတော့သုံးသက်တာပါ။အော်လေဒီကိုရောက်ပြီးတော့မှကိုကိုကိုသုံးသက်တဲ့အချင်းပို့ပြီးတော့များလာတယ်။ ငါဒါဖြစ်တယ်ဆိုရင်ဘာလို့ဖြစ်တာလဲငါဒီဟာမှာဒေါသထွက်ဝိုင်းဘာလို့ဒေါသထွက်တာလဲစိတ်နှောက်ရှက်ဖြစ်ဝိုင်းဘာလို့ဖြစ်တာလဲအဲ့ဒါလေးတွေပို့ပြီးတော့လည်းသုံးသပ်ဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့ feedback တောင်းတတဲ့အချက်မှာနားလည်အောင်ပြောရရင် review တောင်းတာပေါ့အဲ့လေးချင်းဟောအလင်းနဲ့အခုအလုပ်တွဲလုပ်နေတဲ့ group community ကညီမလေးကပေးတာသူကသုံးလကြာပြီးရဲ့နောက်မှာအလစ်ကိုသူနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ရတာဘလို့အတွေ့အကြုံရှိတယ်ဆိုပြီးတော့ feedback တောင်းတယ်သူ့ review ပေးပေါ့နော်အဲ့တော့မှစဉ်းစားမိအောင် 哦ငါပါငါပဲ feedback တွေပေးနေတယ်တခြားသူရဲ့ feedback ကိုလည်းငါရှားတင်တာပဲအထူးသဖြင့်ကိုယ့်ရဲ့အလုပ်လုပ်နေတဲ့နေပယ်တွေကကိုယ့်ထက်ပိုစီနေရကြားတဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်လေးစားရအားကြားရဒါမှမဟုတ်ကြွန့်ကျင်တဲ့သူတွေစီက feedback ကိုရရဲဆိုရင်အဲ့ဒါဘေးရနဲ့မှတံမိုးဖြတ်လို့မရတဲ့သုံးသက်ချက်တည်းလို့ပြောလို့ရတယ်အဲ့ဒါကြောင့်ကြည့်ရသူအနေနဲ့လည်းတစ်ခုစားလုပ်တယ်ဆိုရင်ပြောခံမှာမကြောက်နဲ့ဒီပြောခံတဲ့စကားတွေကလည်းတခါလေကိုယ့်အတွက်ပိုပြီးတိုးတက်ဖို့အတွက်လမ်းစာပေးတယ်လို့ဖြစ်တယ်အဲ့လေအခုပြောရတဲ့အကုန်လုံးကို ဒီနေ့အစားပြီးတော့လက်တွေ့အသုံးချကြည့်ပါ။အဲ့ပြောသမျှတွေမှာဘယ်အချက်ကိုတတိယဆုံးလဲဆိုတာကိုဒီဗီဒီယိုအောက်မှာ comment ပေးခဲ့ပါအောင်။နောက်ထပ်ဗီဒီယိုမှာပြန်မြှောက်တွေ့ပါမယ်။အားလုံးပဲ bye ။